ားလုံးမင်္ဂလာပါခင်ဗျာမြန်မာစီမံ vlog management channel ကနေပြန်လည်ကြိုဆိုပါရစေဒီတစ်ခါကျွန်တော်တင်ပေးမယ့်အကြောင်းအရာကကျွန်တော်တို့တင်မောအာဖရိကခီးစဉ်ဖြစ်ပါတယ်ဒါတရုတ်မှာဂုံပြစ်တင်နေတာပါကျွန်တော်တို့တင်မောက bacteria မျိုးစားဖြစ်ပြီးတော့ cargo 5ပေါက် grain ၄ချောင်းပါပါတယ် ဒီနေ့ကုန်ပစ္စည်းတွေဟာစတီးဝေတွေတန်ဝေတွေအခုလိုတန်ပိုက်တွေတန်ပိုက်အကြီးကြီးတွေအခုကားတွေပေါ့နော်အများကြီးပါပဲခင်ဗျာအာဖရိကရဲ့နိုင်ငံ၃နိုင်ငံလောက်ကိုပစ္စည်းတွေစုပြီးတော့ပို့มาဖြစ်တဲ့အတွက်ပစ္စည်းတွေကတော့အစုံပါပဲပထမဆုံးအာဖရိကရဲ့အီဂျစ်အီဂျစ်မှာစိတ်ကန်း၃ခုမှာပစ္စည်းတို့ချမှာပဲပြီးတော့ ဒုတိယဒီပြားဒီပြားမှာစိတ်ကန်းတစ်ခုမှာပြည်သူချပါမယ်တတိယကျတော့မိုရိုကိုကာဆာဘလန်ကာမှာနောက်ဆုံးပစ္စည်းကုန်ပစ္စည်းချပါမယ်ဒါဆိုလို့ရှိရင်ဒါလစ်ပြားမှာကျွန်တော်တို့ကားတွေချနေတာဖြစ်ပါတယ်ကျွန်တော်ကဒီ operation အစဆုံးကိုဗီဒီယိုရိုက်ထားခြင်းပေမဲ့ကျွန်တော်အလုံနဲ့ကျွန်တော်မအားတဲ့အချိန်တွေဖြစ်တဲ့အတွက်ကျွန်တော်အားတဲ့အချိန်တွေမှာထွက်ပြီးတော့ရိုက်ထားလိုက်ရတာလေးတွေပါ ီးတော့ဒီကြားထဲမှာစီးထဲမှာဖြတ်သွားတဲ့လက်တွေကတွေ့ကြုံတွေကိုလည်းကျွန်တော်နောက်ဗီဒီယိုမှာတင်ပေးပါမယ်။ဒီရိုက်လိုက်ကြည့်တော့

ပင်မောပေါ်မှာလိုင်းတန်လေးရနေကြတဲ့မှာညီမီပါလာဖို့အတွက်ဒေါ်ဒီကက်ပေါ်မှာတက်ရှင်ဖမ်းရပါတယ်။တက်ရှင်ဖမ်းတဲ့နေရာမှာလည်းကက်ပေါ်မှာဝင်းတူးတင်းတဲ့နေရာမှာတို့တက်ရှင်ချိုးတွေနဲ့ကျွန်တော်ပင်မောပေါ်ကရှစ်တူဖြစ်တဲ့အဲကတဲ့တန်နေစားပြီးတော့ OS တွေပြီးတော့ AB တွေကိုစင်ယူကအကုန်လုံးပေါင်းပြီးတော့လုံးလုံးကြရပါတယ်။တက်ရှင်ဖြုတ်တဲ့နေရာမှာလည်းကျွန်တော်ဒီလူတွေပဲလုပ်တက်ရှင်ဖြုတ်ပေးပြီးတော့ grain ကိုတော့ စိတ်ကန်းက grain မောင်းတဲ့လူတွေကမောင်းပါတယ်ခင်ဗျာကျွန်တော်ရဲ့တင်မောသားဘဝပထမဆုံးအတွေ့အကြုံကိုဗီဒီယိုတစ်ခုဖြစ်ပြင်သစ်ပေးတာဖြစ်ပါတယ်ဘလို့လုပ်တဲ့ process တွေအားလုံးကျွန်တော်ဒီဈေးပြပြဆိုဆိုမပြောနိုင်ပါဘူးမားရွေးတဲ့ဇုံတွေကပါခဲ့လို့ရှိရင်လည်းကျွန်တော်ကိုဝေဖန်ထောက်ပြလို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအစားဆုံးကြည့်ရှုပေးတဲ့အတွက်ဒီကြောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ